ရေချောင်းဆိုင်ရာဝန်ကြီးမစ္စတာဝက်သည်ဗုဒ္ဓဆိုင်မူတရရန်နှင့်လင်ကုန်းထံသို့လာ၍တည်ငုံတစ်ခုပေးလေသည်မစ္စစ်ပီမြေအောက်ပိုင်းပြည်နယ်စုတမားဤနောက်ဆုံးခန့်တက်ဖြစ်သောဘက်စပတ်မြို့ရှိခန့်တက်ကတတပေါင်း3900နှစ်တကွာပြည်တော်စုဘုတ်ချက်ဂရန်ထံဇူလိုင်လ4ရက်နေ့တွင်လက်နက်ချကြောင်းဖြစ်သည်ထိုခန့်တက်ကိုဝိုင်းထားသည်မှာလာပေါင်းတော်ကြလေပြီအဝိုင်းခံရသောတတများမှာစားစရာမရှိသည့်ဖြင့်လာများကို တက်၍စားကြရသည်ကြံမင်ကိုဖြတ်၍ စတော့ကြသည်နောက်ဆုံး၌အတက်တာသဖြင့်ကြော်များကိုပင်ဖမ်း၍စကြရသည်ဘက်စပန်မျိုးရုတ်တုန်တများသည် ပြည်တော်စုတပ်သားများပြစ်သောအနှောက်အယှက်ကိုခံနိုင်ရန်တောင်ကပစောင်းများတွင်ဂူများဖောက်ကာခိုးအောင်နေကြရတော့သည်တိုက်ပွဲဝင်ဝင်မဲဟန်ရေးတာပြတ်တက်သောဗိုလ်ချုပ်တို့ကဂရန့်အာဝန်း၍ဝေဖန်ကြတော့လေလင်ကုန်းမှာဂရန့်ကိုအထူးပင်ယုံကြည်လေသည်ပြည်တော်စုသားတို့ကကျွန်ုပ်တို့အားလူတစ်ယောက်ပေးပါဟုအော့ဟစ်တောင်းဆိုခြင်းကို ယခုမှသာပင်ဖြည့်ဆည်းနိုင်တော့သည်သူတို့တောင်းတော့လူကအခြားသူမဟုတ်ဘုจุกရံပင်ဖြစ်ပြီးတော့သည်ခင်ဗျားနဲ့ကျွန်တော်လူချင်းတွေ့ဖို့တယ်လို့အမှန်မထမ်းမိဘူးဒါပေမဲ့အခုခင်ဗျားကပြည်တော်စုအကျိုးကိုအဖိုးမဖြစ်နိုင်အောင်တည်ဖို့ဆောင်ရွက်လိုက်တဲ့ဖြင့်ကျွန်တော်ခင်ဗျားထံသို့ကျေးဇူးတင်တကားရေးသားရပါတယ်ခင်ဗျားနောက်ဖက်ကိုလှည့်၍ချီတက်သွားသောအခါခင်ဗျားခြေလှမ်းမှားသွားပြီဟုကျွန်တော်ထင်ခဲ့မိတယ်တို့ရတွင်ယခုမှထိုးချက်မှာခင်ဗျားအမှားမဟုတ်ကျွန်တော်အမှားဖြစ်ကြောင်း ခွင့်ဟရေးဝန်ခံလိုပါသည်ဟုတမနာကြီးလင်ကွန်ကဘူချုပ်ဂရန်ထန်တို့ရေးသားပြပလိုက်ရဘက်စပန်မျိုးကိုတိမ့်ပိုက်လိုက်တော့အောင်ပွဲရဘူချုပ်မှာလာပေါင်းများစွာချွန်းနှောင်တဲ့၌ဒုက္ခကြီးစွာခံ၍စစ်တိုက်ခါမြောက်ပိုင်းသတင်းစာများ၏အစဲအစော်ကိုခံရကျိုးနက်ပြီးဟုမှတ်ယူလေတော့သည်ညိုညွတ်သည်အမေရိကန်ပြည်ထောင်စုတွင်အကြီးဆုံးလူချမ်းသာအပေါ်ဆုံးမျိုးဖြစ်လေသည်မျိုး၏လူဦးရေမှာအယာလန်နှင့်ဂျာမနီမှပြောင်းရွှေ့လာသောလူသစ်များကြောင့်ဒီနေ့တခြားတိုးတက်ရိပ်သာနေလေတော့သည် ဤတွင်စစ်ကိုအကြောင်းပြု၍ကုန်တီချင်းများသည်ယခင်ကားထက်ပင်ချမ်းသာလာကြလေသည်။သူအရတွင်ယူရမြုံမှလူချမ်းသာပေါ်သလား။ရေကြုံစနစ်ပပျောက်ရေးကိုထောက်ခံသောမြို့တစ်မြို့ဖြစ်လေသည်။မီကရိုများကိုကျုံလုံသောစနစ်မှာသဘောတရားအဖြစ်မှားသည်ဟုယူဆကြတော့လေ။ယူရမြုံရှိလုပ်ငန်းရှိကြီးတို့မှကြီးစားကျုံစနစ်ကိုနှစ်သက်ကြလေသည်။ကုန်တီများကစစ်ကိုအကြောင်းပြု၍ချမ်းသာတော့လေ။ယူရမြုံရှိညှဆွတ်သောစီးရင်သားတို့မှစစ်ကိုမုန်တီးကြလေသည်။ စစ်တဲမဝင်မနေရဥပဒေရစစ်သားစီးရင်အသွင်ခံရသူအချို့သည်ဒေါ်လာ300နဲ့လူစားလဲ၍ချက်လိုက်နေကြရာထိုလူစားထည့်သွင်းသောစနစ်ကိုစင်းရဲသားများကအကျဉ်းတန်းတန့်ကွက်ကြလေသည်ထိုထုံးစံပပျောက်အောင်လှုပ်ဝက်သောအသင်းများတီထောင်ကစစ်မုံးဒီကိစ္စကိုဆောင်ရွက်ကြလေသည်စစ်တားရှိသလောက်စစ်သားအဖြစ်တင်းသွင်းရေးလဲတားရှိသောကြောင့်ဒေါ်လာ300နဲ့လူစားထုတ်သည့်စနစ်မှာပို၍သာထွန်းကားလာလေသည်ထို့ကြောင့်မခံမရနိုင်သောလူတို့ကစင်ရဲသားသွေးကို လူချမ်းသာငွေနဲ့မွေရဟုသောစာတမ်းကြီးများကိုထုတ်ကစီတန်းလမ်းလျှောက်၍ဆန္ဒပြအရေးဆိုကြလေသည်ဖိုလူတို့သည်စစ်သားတိမ်သွင်းရေးဌာနများသို့တွားရောက်ဖြည့်ဆည်းကြလေသည်နီကရိုများအားဒင်းတို့ကြောင့်စစ်ဖြစ်သည်ဟုသောသဘောနှင့်ဖန်၍ကားစဉ်တက်ကြလေသည်အတိကရုံမဖြစ်ရန်တားဆီးသည့်ပလေညာအားဝိုင်း၍လိုက်နှိုက်ပြလိုက်ကြလေသည်ရင်းတော်လျင်တက်ဖြတ်လူရဲ့တောက်စားရန်ကတောင်ကျမ်းမူကြီးအကြီးအကျယ်ဖြစ်သည်မှာ သုံးရက်မျှကြာသွားလေသည်တတိယမြောက်နေ့တွင် စစ်သားများရောက်လာသည်ဟုသောသတင်းကြောင့်အဒီကယုံသမားတို့ငြိမ့်သက်တော့ကြလေသည်စစ်သားများကလူစုစုမြင်လျင်တန်းရီပြတော့ကြချက်ချင်းပင်အဒီကယုံမှာပြည်စည်းသွားလေသည်အဒီကယုံပြည်စည်းတော့လေတမနာကြီးအားဆဲဆိုချိန်မောင်းကပြည်တော်စုစန့်ကျင်ဘက်သမားတို့သည်အစိုးရအဖွဲ့အားအကြီးညိုပြတ်အောင်မျိုးမျိုးတိုက်တွန်းလှုံ့ဆော်ကြလေသည်စစ်စင်မှုရေးရနှင့်ပတ်သက်၍အထက်လွှတ်တော်စုံစမ်းရေးအဖွဲ့တစ်ခုဖွဲ့စည်းကသမနာအင်ဒိုနီးယား ရန်သူတို့အဆက်အသွယ်ရှိသည်ဟုသောစွတ်စွတ်ချက်ကိုလှုပ်ဝတ်သောအစည်းအဝေး၌ဆွေးနွေးနေကြစဉ်မြမလာသောတမနာ၏ရုပ်တံကြီးသည်လှုပ်ဝတ်သောအခန်းသို့ရုံးကနေရောက်လာပြီလင်အစည်းအဝေးစပွဲအဆုံးတစ်ဖက်၌ရိုက်ခါဥထုပ်ကိုလက်တွင်ကမ်း၍အံ့အားသင့်နေသောဖွဲ့ဝင်လူကြီးတို့အားစိုက်ကြည့်ကဤသို့အေးဆေးစွာဆိုလေသည်အမေရိကန်ပြည်ထောင်စုတမနာကျွန်ုပ်အီဗရာဟန်လန်ကွန်သည်ဤလွတ်တော်စုံစမ်းရေးအဖွဲ့ရှိသောမိမိစေတနာအလျောက်လာရောက်၍ ကျွန်ုပ်သိရှိရတဲ့လောက်မှာကျွန်ုပ်ဤအိမ်တော်သားထဲမှာမိသူတဦးတယောက်မျှပင် ရန်သူနှင်းဆက်တွေပြည်တော်စုဤတစ္ဆာကိုဖောက်နေသည်ဟု၍မရှိကြောင်းအစစ်ခံပါသည်ထို့သောခညာတည်ကြည်စွာအစစ်ခံပြီးသည့်နောက်ချက်ချင်းပင်လှည့်၍ထွက်သွားလေသည် အာတင်နေသောတွတ်တော်အမှန်များလဲထိုနေ့ပေါ်ဆက်လက်ဆွေးနွေးလိုစေမရှိပဲအစည်းအဝေးကို ရုပ်သိမ်းနေကြလေသည်ထိုဆောင်ဆိုင်အဖွဲ့ကိုလည်းဖျက်သိမ်းနေကြလေတော့သည်အနောက်ပိုင်းဒေသများ၌ရှိသောတောင်သူလက်သမား လူယုလူအားတို့ကမှတမနာကြီးလင်ငုံကိုသူပင်ယုံကြည်အားကိုးကြလေသည်သူတို့သည်တမနာကြီးအားလူတို့၏ဆန္ဒအတိုင်းအမြဲတမ်းဆောင်ရွက်မည်ဟုယုံကြည်ကြသည်ဝါရှင်တန်မြို့သို့သွား၍တနာခံရသောစစ်ပြေးတို့၏မိခင်များမှပြန်လာသည့်ခါတိုင်း၌တမနာကြီးအားအသက်ရာကျော်ရှိပါစေဟုဆုတောင်းကြသည်သာများလေသည် လင်ကွန်းကစစ်ပြေးများကိုတမပြေရန်အမြဲတမ်းအမိန်ပေးကသိပ်ပင်တားဆီးလွန်လာသည်ဖြင့်ဘုကျုပ်ဘုံမှုတို့သည်ဤတို့သာစစ်ပြေးတိုင်းကို က်ပြစ်ပါမှုစစ်တဲ့အုပ်ချုပ်မှု၌ထိခိုက်ပြပြစရာရှိကြောင်းစစ်သားများစီကံပြစ်စရာရှိကြောင်းတွန့်ကွက်ကြလေသည်သူအရွန်လင်ကောကထိုကန့်ကွက်သောပကြုတ်တော်ပကြုတ်ပြည်တော်စုတစ်ခုလုံးမှာ တားတေလင်းသည်နဲ့တေကြတေကြတာတွေများလုံးသည့်အထက်ဖျားရှင်တကိုယ်တော်မှလို့ကျွန်ုပ်ကိုလူတီဥယေတူအောင်မတိုက်တွန်းပါနဲ့ဟု၍ပြန်လဲရေးသားလိုက်လေသည်တခါကစစ်ပြေးတယောက်၏အသက်ကိုချမ်းသာပေးရန်တောင်းပန်လာသောမိခင်ကြီးတူအား တော်ကြီးရဲ့သားမှာမိတ်ဆွေမရှိရင်ကျုပ်ကိုမိတ်ဆွေတူလို့မှတ်ပါစေဟုပြောလိုက်လေသည်တခါကလည်းယခုစာယူလာသောတော်ကြီးမှာအလုတ်လုတ်ချင်တဲ့သားနှစ်ယောက်ရှိတယ်သူတို့ကိုလှုပ်ပေးလိုက်စမ်းပါအလုတ်လုတ်ချင်တဲ့ဆိုရက်ချင်းချင်းမျိုးဟာအတော်ကြုံရခဲ့ပြီချင်းဒါကြောင့်မို့အလုတ်လုတ်ချင်တဲ့သူကိုတက်နိုင်တဲ့လောက်အားပေးလိုက်စမ်းပါဟုရေးပေးပူလေသည်တရင်သားများကတမနာကြီးအားဝိုင်း၍ဝေဖန်ပြစ်တင်နေတော်လဲပြည်သူလူထုကမူငါတို့၌ယောသားဖြောက်မှတ်၍ တနာကျင်တက်ကရဲကျင်လှသည့်တမလာကြီးရှိပေသည်ဟုမှတ်ယူယုံကြည်ကြလေသည်လင်ကွင်း၏ရုပ်ရည်နှင့်ပြောဆိုတော့မှာယူသားဖြောက်မှတ်၍တနာကျင်တက်သောပုဂ္ဂိုလ်တဦးဖြစ်ကြောင်းထင်ရှားစွာဖော်ပြလျက်ရှိလေသည်သူသည်အမေရိကန်ပြည်ထောင်စုတုံးရှိတိုက်ပွဲတွင်ကြာဆုံးသောတပ်သားတို့၏မိခင်တို့အားဝမ်းနည်းစွာတစောင်းစီရည်သားပေးပို့လေရှိသည် Mrs. BB အမည်ရှိသောမိမကြီးတဦးမှာမိမိ၏အားငါးယောက်စလုံးကြာဆုံးကြောင်းကြားသိရသဖြင့်လင်ကွင်းကအောက်ပါဝမ်းနည်းစွာကို ကြီးသားပေးပို့လိုက်လေသည်စာရေးလိုက်ပါသည်အတော်ခင်ဗျာကျွန်တော်အားစစ်တနာကျုပ်ကတင်ကြသောစာရွက်စာတမ်းညာတွင်မဆာချူးဆက်ရာကန်ဘူကျုပ်ကအစီရင်ခံသောအကြောင်းတရက်ကိုဖတ်ကြည့်မိပါသည်ဖတ်ကြည့်မိကမှအတော်ဤသား၅ယောက်စလုံးတိုက်ပွဲတွင်သူရဲကောင်းပိသားစွာကြာဆုံးရာကြောင်းကျွန်တော်သိရပါသည်တန်း၅ယောက်ဆုံးရသည်ဖြင့်ဒုက္ခကြီးကြောင်းနေရသည်ကိုကျွန်တော်ကဒုက္ခတတအောင်ထူးပင်ကြိုးပမ်း၍နှစ်သိမ့်စကားတွေ့ကြလို့တော်လဲ ကျွန်တော်မြည်တော့ပင်ပြောစီကောင်မူအတော်မှာနှိမ့်သိနိုင်ပေါ်ရာမရှိကြောင်းသိရပါသည်သူအတွင်အတော်တာ၅ယောက်ကပြည်တော်စုကြီးကိုအသက်ပေး၍ကာကွယ်တော်သည့်အတွက်ကျွန်တော်ကပြည်တော်စုကြီး၏ကိုစားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမပြောဘဲမနေနိုင်ပါအတော်ဤပရိဒေဝမီကိုဖျားသခင်ကိုရောမြတ်ကအင်းကြီးအောင်ဂိယုဏတော်ရေးအေးဖြင့်တောင်းလောင်းပါစေဟုကျွန်တော်ဆုတောင်းပါသည်ချစ်ခင်လာသည့်သားရတနာ၅ဦးအကြောင်းကိုပြန်ပြောင်းအောင်မိကလမ်းစောတက်တရင် ီတောင်စုအကျိုးအတွက်ဒေါကပို့တန်သောယတနာကိုစွန့်လွတ်ကဆောင်ရွက်လိုက်ရသည်ဟုသဘောထား၍ဂုံယူပါတော့ခင်ဗျာလင်ကုန်းတီဘုကြုံများကအလေးပြုသောအခါလက်ပြ၍ပြန်လည်နှုတ်ဆက်လေရှိတော်လဲစစ်သားများချစ်တဲ့အလေးပြုသောအခါတိုင်းဘူးအုတ်ထုတ်ချွ၍ပြန်လည်အလေးပြုလေသည်လင်ကုန်းကတာမန်စစ်သားကိုတကယ်စစ်သားဟု၍အမှတ်ယူကစစ်ပွဲတစ်ပွဲအောင်နိုင်ရမှာစစ်သားတို့၏လုံးလာပြောခပေါ်၌တရှိချောင်းတည်ရ၍တာမန်စစ်သားကို စစ်ဖို့ထက်ပုံမှုအလေးကြီးသူတစ်ဖြင့်အမေရိကန်စာရေးဆရာကြီးအော်တိုနမင်ကစစ်ဆိုသည်မှာကပွဲမဟုတ်ကပွဲကိုပြတ်သောအခါ၌ကသူအပေါင်းတို့၏လှပချုံးဝေပုံအဝေးအစားများလှပနုညံ့ပုံစသည်ဖြင့်ကပွဲအခန်းတွင်ရှိစင်ရင်များကိုအသေးစိတ်ဟောပြလေရှိတော်လဲစစ်ပွဲနိုင်ဘူးကအသေးစိတ်ဖြစ်သောစစ်သားတို့၏အပြုမှုအပြောအဆိုအလို့အကိုင်းစသည်တို့ကိုမဖော်ပြဘဲတာမန်မြတ်တာချုံးတည်နိုင်သည်ဟုဖော်ပြ၍ နိုင်နေအကြီးကဲပုဇုကတာဂုံရလေသည်ဟုဧတာကဲဘူးလေသည်အရောအမင်းသည်တာမန်စသားတို့၏အဖိုးတန်အေးပါအရာရောက်ပုံတို့ကိုကြောက်မဖွယ်ကောင်းလာသည်စစ်မြေပြင်မှပင်ပန်းနွမ်းနယ်စွာရောက်လာသောစသားတို့ကိုမြင်ရသော၎င်းစစ်စေးယုံများ၌အသက်ငင်နေသောစသားတို့ကိုမြင်ရသော၎င်းသဘောပေါက်ကရင်းတို့ဧတာချင်းဖြစ်သည်ထိုစာရေးဆရာကြီးဖို့ကစစ်ဤသူရဲ့ကောင်းမှစစ်ပုံမဟုတ်အမိနာမပင်မဖော်ပြနိုင်သော တာမန်အညတရစစ်သားကလေးပင်ဖြစ်လေသည်ဆာရေးဆရာကြီးကတောင်ပိုင်းရောက်ပိုင်းပြည်တွင်းစစ်ကြီးဖြစ်သည့်အခိုက်အခါတွင်တကယ့်စစ်သားညာ၏သူရတ္တိရှိပုံအပြောအဆိုအနေထိုင်မဆာ၍တက်စကန်၌ဖော်ပြ၍မဆုံးနိုင်လောက်အောင်မြပြလာသည့်တင်းငယ်သောအကြောင်းအရာကလေးညာကိုအမေရိကန်ပြည်ထောင်စုတမိုင်းတွင်ထဲ့သွင်းရေးသားနိုင်မည်မဟုတ်ရေးသားနိုင်သည့်တိုင်အောင်လဲရေးသားကြနိုင်မဟုတ်ဟုသူ၏စစ်အထုပ်ပတ်သည့်စာအုပ်ကြီးတွင်ဤတန်းပြုကတာမန်စစ်သားတို့၏ဒုက္ခဒုက္ခ နေထိုင်ပြောဆိုတို့ကိုအကြီးရေးတဲ့ကဲ့သို့အသေးစိတ်ရေးသားဖော်ပြထားလေသည်ဆာရေးဆရာကြီးဖုဒမင်းဒီညနေတိုင်းတွင်လမ်းလျှောက်ထွက်ရနိုင်တမနာကြီးလင်ကွန်မြင်းရထနှင့်လင်းညင်းခန့်ထွက်သည်နှင့်တုံတွေ့လေရှိရာလင်ကွန်ကပြုံး၍ဥညွတ်ကနှုတ်ဆက်လိုက်တိုင်းသူ့မျက်နှာကိုစူးစိုက်၍ကြည့်မိလေသည်သူကကျုပ်ကိုဥညွတ်တီးပြုံးပြတော့ကျုပ်ကသူ့ရဲ့အပြုံးအောက်မှာအတူတရာနှက်တဲ့အလွမ်းတခံကိုမြင်မိတယ်ဒီပုဂ္ဂိုလ်ကြီးရဲ့ပုံကိုဘယ်ပကြီးကပဲ သူ့အောင်ရေးနိုင်တယ်ဆိုပေမဲ့လို့သူ့ရဲ့အတွင်းသဘောကိုသူ့မျက်နှာမှာပေါ်အောင်ဖော်နိုင်ကြမှာမဟုတ်ဘူးအင်မတန်ပါရမီရှင်ပကြီးဆရာကြီးမျိုးမှသာအဲ့ဒီလွမ်းတက်ခံကလေးကိုသူ့မျက်နှာမှာပေါ်လာအောင်ပကြီးရေးနိုင်လိမ့်မယ်ဟုဆရာကြီးကဆိုဘူးလေဒီဒီမိုကရေစီမျှော်ကင်းအမည်ရှိသောကဘာကျော်ကဗျာကြီးကိုရေးသားသည့်စာဆိုကြီးအော်ဒွေမင်းနဲ့မော်ကွန်တင်အပ်သည့်ဂတ်စတီဘတ်မိတ်ကွန်းကိုမိကြသည့်သမနာကြီးလင်ကွန်းတို့လည်းဝါရှင်တန်မြို့တော်ရှိလမ်းမြန်၌တယောက်နဲ့တယောက် င်းဆိုင်တွေ့ကြသောအခါပြုံး၍နှုတ်ဆက်ကြလေသည်ဝါရှင်တန်မြို့တော်သူမြို့တော်သားတို့သည်ဩဂတ်စ်လအပူချိန်ကြောင့်ချွေတလုံးလုံးဖြစ်နေကြခြင်းပင်ချားစတန်မြို့မှတရင်ကိုနားဆင်၍နေကြလေသည်ချားစတန်မြို့ကလေးကိုရန်သူကအပြင်းထန်တိုက်ခိုက်တော်လဲအောင်မြင်စွာခုခိုင်နိုင်ပေသည် စတင်မာလကုန်းလောက်တွင်တင်နစီပြည်နယ်မှတရင်စုတစ်ခုရောက်ရှိလာသည်ချစ်ကာအေဂါမြို့တွင်ဤတော်စုတညာအေးနေနေကြမှင်ဖြစ်လေသည် လိုဝင်မာလာစကွေးနှစ်တွင် ဂတိစပတ်မြို့တိုက်ခွဲတွင်ကြောက်ဆုံးသူတို့အားအလေးပြုသည့်အနေနဲ့ဂတိစပတ်တိုက်ပွဲနေရာကိုမြို့သားတုတ်တန်အဖြစ်အထိမ့်မှတ်ပြုပွဲတရက်ကျင်းပလေသည်ထို့ထိမ့်မှတ်ပွဲသို့တမနာကြီးအားတက်ရောက်မိကုံးတို့ချပြပါရန်ဖိတ်ခေါ်ထားလေသည်ထို့နေ့သို့ရောက်သည့်အခါလင်ကွန်သည်တင်ညာများကြား၌ထူထသောစင်ညာကလေးပေါ်တွင်ထိုင်ရင်းလွမ်းစရာဘိန်နံကလေးကို နားဆိုင်နေလေသည်အထိမ့်မှတ်ပွဲ၏တပါပိမစ္စတာအရော့အေဗရာမာပညာတတ်ပုဂ္ဂိုလ်ကြီးပြသသော ခြေလျားချောက်တဲ့၍အစင်တန်းမြင်သောမိကွန်းကြီးကိုမကြလေသည်မိကွန်းကြီးတွင် ရာဇဝင်အကိုကားနှင့်ရှ िख ေရောမခေါမတော်အကြောင်းလည်းပါရှိလေသည်ပြောစရာအကြောင်းဟုတ်တိပတ်တိမရှိဘဲနှင့်နှစ်နာရီကအချိန်ကိုတရှိပိတ်တဲ့နှင့်သွားလေသူပိတ်တို့ရှိတွင်အရှက်မရှိပြောနိုင်အရတော်သည်ထို့မိကွန်းရှိကြီးပြီးဆုံးသွားသည်နော်တမနာကြီးအားမိကွန်းမကြရန်တောင်းပန်သည်ဖြင့်တမနာကြီးလည်းငုတ်သည်ခံရမထ၍မျက်မှန်တက်ခါ ဆရာကလစ်တွေ့ရကိုကရင်3မိနစ်ကံကြောကြပြီးနောက်ပြန်၍ထိုင်လိုက်လေသည်ဓပ်ပုံရရန်စောင့်နေသောဓပ်ပုံဆရာမသူ့ဓပ်ပုံကိရိယာများကိုမှကျမ်းနာစာပြင်၍အချိန်များမီသမဏကြီးမှာမိကုံးပြီးဆုံး၍ပြန်ထိုင်လိုက်သောကြောင့်ဓပ်ပုံမရရပဲကြုံတက်တက်ဖြစ်၍ကြံကလေးတော်သည်ငင်းကွန်းသည်လက်တဆုပ်စာများသောသကလုံးတို့ကိုနိုဝင်ဘာလစောင့်နေတွင်ခြံကျဲလိုက်လေသည်ထိုသကလုံးတို့မှာကြီးဟောင်းကြီးများဝန်းနိုင်ရကဲ့သို့ရှင်းလင်းချောက်သွေ၍တနည်းအားဖြင့် လှပတင့်တယ်လာသည်သူမိကောမှာလွမ်းစွယ်ဖြစ်၍ငိန်သက်လာသောဩကာတာလောကညုံမိုင်းသောမူကောင်းကင်တို့နှင့်လျော်ညီသောလေတံမျိုးဖြင့်ငွေကြားရကမှန်သောတရားနှင့်မယိုးနိုင်မမိနိုင်သောအကြောင်းတို့ကိုထင်ရှားပေါ်လွင်စေပေသည်လွန်ခဲ့သည့်အနှစ်89နှစ်ကကျွန်တို့၏ဘိုးဘီတို့သည်ဤအမေရိကန်တိုက်ကြီး၏လွတ်လပ်ရေးကိုအရင်တည်၍လူတိုင်းအစဉ်တန်းညီမျှသည်ဟုသောဝါဒကိုဆွေးမြေ့လျက်တိုင်းပြည်သည်တို့တီထောင်ခဲ့ပေသည်ယခုနိုင်မှုကျွန်တို့တို့သည် ရင်းတို့တီထောင်ခဲ့သောတိုင်းပြည်မျိုးမှာတဆိုးရှိနိုင်မှရှိနိုင်မှမလားဟု၍စမ်းသပ်သည့်သဘောနှင့်ပြည်တွင်းစစ်ကြီးတိုက်ခိုက်နေကြသည်ထို့ပြည်တွင်းစစ်ကြီး၌အကြီးအကျယ်တိုက်ပွဲဖြစ်ခဲ့သည့်ဒေသတွင်ကျွန်ုပ်တို့ယခုစုဝေးကြပြီလင်တိုင်းပြည်ကြီးတည်တံ့ခံရရေးအတွက်အသက်ပေးသွားချကုန်သောပုဂ္ဂိုလ်တို့အားထောက်စဉ်တည်နေကိန်းအောင်နိုင်ရန်တုတ်တက်တစ်ခုကို ပြုစုနေကြပါသည်ကျွန်ုပ်တို့၌ရင်းတို့ပြုစုရမည့်တာဝန်ရှိသည်ကမှန်ပေသည်သူအရင် စင်စစ်တော်ကကျွန်တို့တို့ဒီအိနီးယားကိုမြင့်မြတ်တော်နေရာဟုပြည့်ညံ့ရန်မစွမ်းသာကြီး။ကွယ်လွန်ပြည်သူများနဲ့အသက်ရှင်နေသူများဖြစ်သည့်အာဇာနည်ပုဂ္ဂိုလ်ကြီးတို့ကအိနီးယားကိုမြင့်မြတ်တော်နေရာဟုသတ်မှတ်ပြီးဖြစ်ပေသည်။ကျွန်တို့တို့ကထိုသတ်မှတ်ချက်ကိုထလောင်း၍သတ်မှတ်ရန်လည်းမစွမ်းသာ။ချက်သိမ်းပြရန်လည်းမတတ်နိုင်ပေ။ကျွန်တော်တို့ယခုပြောဆိုတော်စကားများကိုကဘာကအတိမတ်ပြု၍နာယူကြမည်မို့။သူကတွင်အိနီးယား၌ကြဆုံးကတော့ မြို့ချပုဂ္ဂိုလ်ကြီးတို့၏ဆောင်ရွက်ချက်တစ်ခုကကဘာကမမိတော်ပြီစင်စစ်တော်ကအသက်ရှင်နေသောကျွန်ုပ်တို့ကသာလျှင်သူတို့ဆောင်ရွက်ရေးမပြီးစီးသေးသောအရေးတော်ပုံကြီးတွင်ကျွန်ုပ်တို့၏အသက်စီးစိမ်တို့ကိုပုံ၍အကဆက်လက်ဆောင်ရွက်ကြရမည်ပင်ကျွန်ုပ်တို့သည်ရှေ့တွင်ကြံရှိနေသောလုပ်ငန်းတာဝန်ကြီးများကိုသွားလေသူတို့နေတူအသက်ကိုပဋ္ဌာန်းမပြုဘဲဆောင်ရွက်ကြရန်သာလိုပေသည်ထို့ကြောင့်ကျွန်ုပ်တို့သည်အသက်ပေး၍ ောင်ရွက်တော်တော်ပုဂ္ဂိုလ်ကြီးများ၏လုပ်ငန်းကိုအချိန်နှင့်မဖြစ်เสียဟု၍လကောင်းဖျားသခင်တကူတော်ကြောင့်ဤပြည်တော်စုကြီးသည်အများပြည်သူတို့အုပ်ချုပ်သည့်အစိုးရမျိုးကိုရရှိကာပြည့်စည်တိမ်ခေါ်သွားခြင်းမရှိเสียဟု၍လကောင်းလေးနက်စွာအထိတ်တန်ပြုကြရပေတော့မည်ပြည်သက်ကမိကုံးအပြည့်တွင်လက်ခုပ်တီး၏ဩဘာပြကြတော်လဲအမှန်မှာကောင်းစွာနားမလည်ကြခြင်းလင်ကုံးလည်းသူ့မိကုံးမှာမအောင်မြင်သောမိကုံးတည့်ရဖြစ်သည်ဟုစိတ်တွင်မတုံ့မတန့်ဖြစ်မိတည်တော်သည် ပွဲပြည့်သည့်နောက်စိတ်အေးစရာကောင်းလာသည့်အခမ်းအဝဲရှိသည်။နောက်တစ်နေ့တွင်လင်ကွန်းထံသို့မစ္စတာအေဗရာမဆက်တဆောင်ရောက်လာသည်။ကျွန်တော်နှစ်နာရီလောက်ပြောသွားတာဟာတမနာကြီး2မိနစ်တည်းပြောသွားတာလောက်နေပါကောင်းမယ်ဆိုရင် ကျွန်တော်ကိုကျွန်တော်အထင်ကြီးမိမှာပဲဟုစာကားဆိုလေသည်။သူ့မိန်ကွန်းကိုမဟန်လာဘူးဟုအောက်မေ့နေမိသောလင်ကွန်းကထိုစာကိုရသည့်အခါအတော်ပင် နှစ်သိပ်သွားကပေးလိုက်သောစာကိုရပါသည်။မနေ့ကကျွန်တော်တို့နှစ်ယောက် ဥတာဝင်ကိုကြည်ပွန်အောင်ထမ်းဆောင်တော့ကြခြင်းဖြစ်ပါသည်ခင်ဗျားကကျွန်တော်ကဲ့သို့တူတူပြောသည်နှင့်အမျှကျွန်တော်မှလည်းရှိရှိပြောရန်အခွင့်အရေးမရှိကြပေကျွန်တော်မိကွန်းကိုမဆိုးလာဘူးဟုဆိုရရောက်သည်ဖြင့်ကျွန်တော်ဝမ်းမြောက်မိပါတော့သည်ဟုပြန်ကြားလိုက်လေသည်ယတတပတ်ကြလက်တော့လင်ကွန်းအားဆရာဝန်ကကြောက်ပေါက်နေသည်ဟုဆိုကားဥတာလျက်ရှိသည်ကြောက်ပေါက်သည်ဟုသောစကားကိုကြားရုံနဲ့ကြောက်ရောကကူးဆက်မြည်ကိုကြောက်ရွံ့လာသောယာဒုတိုက်သမားတို့သည် တမနာအိမ်တော်မှရှဲကုန်ကြသည်ဇင်းညံတစ်လျှောက်တွင်စီတန်းရရက်နေသောလူရှုပ်လူဝေတို့သည်တမနာအိမ်တော်ကိုကွင်းဆောင်ကြကုန်သည်လင်ကုန်းကသူ့ကြောက်ယောဂာနှင့်ပတ်သက်၍ယာဓုတွေဘာတွေတောင်းတော့လူတိုင်းကိုယာဓုမပေးနိုင်ခဲ့ဘူးအခုမှပဲကြုံမှာလူတိုင်းကိုပေးနိုင်တဲ့ဟာမျိုးရှိနေပါပေါ့လားဟုတဲ့ရဲ့ပြလိုက်တော်သည်စစ်ပုံများမှာအမျိုးမျိုးရှိကြရာအကျိုးစစ်ပုံများမှာတိုက်ပွဲမဝင်ဘူးပဲနိုင်ငံရေးပြောကနဲ့ဝေယာဓုရရှိသူများဖြစ်သည် အချို့ကနိုင်ငံရေးပြောကမတတ်ပဲတိုက်ပွဲနိုင်ကြံ့ကြံ့၍ယာတို့ကိုအစင်းလိုက်အစင်းလိုက်တက်၍အထက်တန်းသို့ရောက်ချသူများဖြစ်သည်ထိုစစ်ဘိုစစ်တို့ကနိုင်ငံရေးစစ်ဘိုတို့အားအလွန်မဲအထင်သေးကြသည်တိုက်ပွဲကြီးဝနေသောဘူချုကရက်နှင့်ဘူချုရှာမင်းတို့သည်မစ္စဆပီမြို့တစ်လျှောက်တွင်ရန်သူများရှင်းလင်းကပြည်နယ်စုမြို့တော်ရစ်မွန်နှင့်ဆက်တော်လျက်ရှိသောရိတ်ခလမ်းမကြီးကိုဖျက်တောက်တားဆီးနေကြလေသည်ကိုရက်နှင့်ရှာမင်းတို့၏တပ်သားများမှာ နောက်ပိုင်းဒေသများဖြင့်မုတ်ဆိတ်ကျင်းဆွဲထူထပ်၍အဝေးအစားစုံထုတ်ကြလေသည်စစ်သားပေပေတိုက်ဆရာရှိလျင်ရိုးရိုးချွတ်ချွတ်တိုက်၍အနာယူချိန်၌မိမစိတ်ကူးနေကြသူများနှင့်အားလျင်တမကျန်းစာထဲမှဖျားရှိကိုးစာကိုယူနေကြသူများပင်ဖြစ်သည် ချို့ကမူအားလျင်စည်းရဲဝါ၍နေကြသည်ထို့ကဲ့သို့အင်အားတန်ဆန်း၍တကယ်တမ်းတိုက်ပွဲဝင်နိုင်သည့်စစ်သားစစ်တို့သည်တင်းနစီတောင်နှင်းကြီးပေါ်သို့တက်၍တော်လကောင်းတောင်အောင် ချင်းရှူတော့ရှိရှုံလုံးညနိုင်တော့လကောင်းတိုက်ခိုက်နေကြလေသည်တင်းနစီမြကန်းပေါ်ရှိချက်တနူးကားမြုပ်ကလေးတွင်မြောက်ပိုင်းပုံချုံများဖြစ်သောဗရန်ရှာမင်းတော့မန်ဟူကာတို့သည်မိမိတို့တန်းများနှင့်မစ္စစ်ပီမြေဝမ်းတစ်လျှောက်တွင်အပြင်းတန်းတိုက်ခိုက်ကြရာနိုဝင်ဘာလ22ရက်နေ့တွင်အောင်ပွဲရကြလေသည် နောက်နေ့တွင်တမလာကြီးကပြည်တော်စုတစ်ခုလုံး၌ဆူတောင်းကျေးဇူးတင်ပွဲကြီးကျင်းပစေလေသည်ဒီဇင်ဘာလ10ရက်နေ့တွင်တမလာကြီးကလူငင်းချင်တာကွင်းနှင့် ပြည်내ထူထောင်ရေးကြီးညာစာတမ်းကြီးကိုဖတ်ကြားထုတ်ပြန်လိုက်တဲ့သည်ထိုကြီးညာစာတမ်းကြီးအရဤနေစုသားများဒီတောင်စုသစ္စာတော်ခံယူလျင်အပြစ်များမှလူငင်းချက်တာကွင့်အကြပဲကြီးထို့ပြင်လည်းဒီတောင်စုကြီးတကူလုံးပြည်내ထူထောင်ရေးအတွက်အာကျိုးမှန်တဲ့ဆောင်ရွက်ရန်တမနာကြီးကမြစ်တာရက်ခံထားလေသည်ရဲတော်လင်းလင်းကွန်းသည်စစ်ကြီးအပြစ်တို့မတိုင်သိနေကြပင်ငင်းချမ်းရေးအတွက်ကြိုတင်၍စီမံလေသည်စစ်ကြီးကမပြေဆုံးသေးခြင်း နောက်ဆုံးအောင်ပွဲမရသေးခြင်းသူရတွင်အောင်ပွဲရဖို့သာရှိတော်သည်ညောက်ပိုင်းဒေသများ၌စစ်ကြောင့်ပြင်ပြိုးလာသည်နှင့်အမျှတောင်ပိုင်းဒေသများတွင်တတိတခြားရှားပါးကန့်ချောက်လာလေပြီညောက်ပိုင်း၌ဆက်ယုံခြင်းများလုတ်တက်ထွန်းကားလာလေသည်တောင်ပိုင်းဒေသများ၌ကစိုက်ပျိုးမှုပျက်စီး၍စားရည်ရိတ်ကရှားပါးပြီးဒုက္ခကြီးတွေ့နေကြရတော်သည်စုပ်ပြက်၍မမုတ်လူနီပါဖြစ်နေသည့်ရောဘတ်လီတက်တမ်းများမှာဒုက္ခကြီးနဲ့ကြုံတွေ့နေရစေကမူစိတ်တိုက်ကြကြချင်းမရှိဘဲ ဒီတကြောကြောတိဆူကပြည်တော်စုရိတ်ခါရထားများကိုချောင်းချောင်းပစ်ခဲ့တိုက်ခိုက်နေကြလေသည်ပုံတို့ပကြီးဆရာကြီးဖရန်စစ်ကာပင်တာကရော့ဝီလမ်းမကြီးတွင်ငကိုအတိုင်းကိုဟန်ရင်းနှွေ၍လျှောက်လာလေရှိလေသည်သူရတွင်ထိုနေ့နဲ့နဲ့တွင်ကလူသည်ကောင်းငိုက်ဆိုင်နှင့်သူ့ပကြီးကံဘတ်တို့ဖြည်းဖြည်းလျှောက်လာလေသည်သူစိတ်ထဲတွင်အလွန်အဖိုးတန်သောအကြံတစ်ခုပေါ်လာသည်ဖြင့်ထိုအကြံအတိုင်းဖြစ်မြောက်အောင်ဤလက်ညောက်ကိုလေးနက်စာဖိတ်ခေါ်နေလေသည် စိတ်ကူးယဉ်၍နေလေတော့သည်တွေ့ချောင်းစီ၍ဒုက္ခမီးလျံတောက်လျက်ရှိသောဤသုံးနှစ်ကြာဤတွင်စစ်ကြီးတရုတ်ဖော်ပကြီးကတစ်ချက်ကိုရေးလိုက်ရလင်အလွန်အဖို့တန်ကြီးဟုသူတွေ့မိသည်သူကားကြကားတမနာကြီးလင်ကိုသည်အစိုးရအဖွဲ့ဝင်ခုနှစ်ဦးလည်တွင်ထိုင်ကရေးကြုံလွတ်လည်စာတန်းကြီးကိုအမှန်ရေးထုတ်နေပုံဖြစ်သည်ရာဇဝင်တွင်ထင်ရှားသည့်ထိုဖြစ်ရက်ကြီးကိုအကြီးတက်ဖြင့်မော်ကုန်းတင်လွန်လာသည်ထိုကြံကိုအကြီးဆရာကြီးကပင်နာကသူ့မိတ်ဆွေများထံမှတဆင့် တမနာကြီးအားတို့ကြစီရတမနာကြီးကနှစ်သက်ကြောင်းတကြလိုက်ဖြင့်ပကြီးဆရာကြီးမှာထားရှိပင်ကိုကျင်လောက်အောင်ကြော်မျိုးနေလေတော့သည်တမနာကြီးကတဘောတူလိုက်သည်ကကောင်းလာပါသည်သို့သောပကြီးဆရာကြီးဒုက္ခညာမှာထိုကိစ္စကိုဆောင်ရွက်နိုင်ဖို့လမ်းမမြတ်သည်ဖြင့်စိတ်ညစ်ရလေတော့သည်ထိုကိစ္စကိုရက်လာပေါင်းများစွာဆောင်ရွက်ရမည်ဖြစ်ရာငွေကြေးအထောက်အခံမလုံလောက်သည်ဖြင့်ဆောင်ရွက်နိုင်တော်မည်မဟုတ်ခြင်းရင်းတော်လျင်တမနာကြီးကခွင့်ပြုရေးဝန်တရားတော်လဲဝကြီးမတက်နိုင်သည်ဖြင့် ဝမ်းနဲ့စိတ်ပြည့်ခြင်းကထက်ကျက်လိုက်လာသဖြင့်စိတ်လေးလေးနဲ့ပင်သူ့ပကြီကန်းတဲ့တော့ဝင်းကြီးပြုတ်တွင်သူတွေ့နေမြင်နေကြလူတယောက်ဤနောက်ကျောကိုပကြီကန်းတဲ့တွင်လှမ်း၍မြင်လိုက်ရလေသည်ထို့လိုသည်သူ့ပကြီကားများကိုစိတ်ဝင်စားသည့်ဟန်ဖြင့်ရှိရှိစိစိနေလေသည်ပကြီဆရာကြီးဖရန်စစ်ကပင်ဒါဝင်း၍သွားသည့်အခါသူတို့သည်လက်၍ကြည့်လိုက်ရာသူတို့နှစ်ယောက်မှာပကြီပညာကိုစား၍အတူတကွသင်ကြားခဲ့ကြသောမိဟောင်းဆွေဟောင်းများဖြစ်နေကြောင်းတွေ့ရှိကြရလေသည် မိတ်ဆွေဟောင်းနှစ်ယောက်ဒီဖလက်တကင်လက်ဆွဲနှုတ်ဆက်ကစကားဆံပြီးပြောနေကြသည်ပကြီးဆရာကြီးကပင်တိုင်းမိတ်ဆွေဒီကငယ်စဉ်ကပကြီးဝန္ဒနာပါ၍ထုတ်ပညာကိုစီးပုတ်ခဲ့တော်လဲထုတ်ပညာနှင့်အတန်မိုးခြင်းပြုခဲ့ခြင်းအယောင်းဝယ်ပတ်တော်ဥပြောင်းသားကကြီးဝါနေကြောင်ပကြီးဆရာကြီးတရားလဲသည်တို့နှစ်ယောက်အပေါ်တက်တော်တက်သွားကြရဝဲကပင်တိုင်းနားထဲ၌ငါမင်းလိုချင်တဲ့လူကိုပို့လိုက်တယ်ဟူသောစကားမျိုးကိုကြားရအောင်ဖြစ်နေသည်ပကြီးဆရာကြီးလဲ အာတမျိုးတက်၍မျက်နှာရှလန်းလာလေတော့သည်သူမိတ်ဆွေမှရှေ့ကကဲ့သို့ပင်ပြည်တော်စုသစ္စာတည်ငြိမ်မှုနှင့်ကြီးကျော်စနစ်မုန်တီးမှုတို့တွင်စိတ်အားထက်သန်ကြောင်းတွေ့ရှိရလေသည်သူကသူ့အကြံကိုဖြည်းဖြည်းပြောပြလေသည်တမနာကြီးကလည်းထိုရာဇဝင်မော်ကွန်းတင်ပကြီးကားကြီးကို ရေးရန်အခွင့်ပြုပြီးဖြစ်ကြောင်းထည့်သွင်း၍ပြောပြသည်သူမိတ်ဆွေကပြန်ကန်နေတွင်တငငချင်းမင်းအဲ့ဒီကားကြီးကိုရေးတာရေးပါငွေကြေးကုန်ဖို့နဲ့ပတ်သက်လို့မပူနဲ့ မင်းလိုချင်သမျှငါပို့မယ်ဖြစ်မြအောင်သာလုပ်ဆက်မှာဟုပြောရွေးတော်လေသည်မစ္စတာကာပင်နာခင်ဗျားသဘောရှိနေပါအကြီးဆွဲဖို့လူသူညကိစ္စတွေကိုလူလွတ်လပ်လုပ်နိုင်ပါတယ်ဟု မော်ကွန်တင်ကာကြီးကိုရေးဆွဲရန်ရောက်လာတော့အကြီးဆရာကြီးအားသမနာကြီးလင်ကွန်ကသမနာအင်တော်အတွင်းတစ်ချက်လိုက်ပြခြင်းပြောလေသည်လင်ကွန်သည်ကြီးကျောင်းလွတ်လပ်ရေးစာတမ်းကြီးလက်မှတ်ရေးထိုးသည့်နေရာကိုကိုယ်တိုင်လိုက်ပြပြီလင်မိသူကမိတိနေရာတွင်မိတို့ထိုင်နေသည်ဟု တရားရှင်းပြလေသည်တန်ပေါင်းများစွာသော ကြီးကျွံအပေါင်းတို့ကကျေးဇူးတင်၍မေတ္တာပို့သဖြင့်မေတ္တာရောင်ရှိလွှမ်းနေသောအမြင်အဖြစ်လူသားမှန်တဦးသာဖြစ်သည့်တမနာကို ကျွန်ုပ်ပထမတွေ့လိုက်လျင်ပင်ဒီကိုယ်လုံးဖိမ့်ရှင်၍ပီတိပွားမိပါတော့သည်ဟုပကြီးဆရာကြီးကသူမတန်းတွင်ရေးသားခဲ့လေသည်သူသည်တမနာအိမ်တော်တွင် နေရောညပါနေကအလုံးညလာသည့်တမနာကြီးကိုအနီးတွင်ကပ်၍တေချာစင်းငါစွာကြီးစုတုံးတက်ရင်းပကြီးယူဆလေသည် ကာဒီယန်ဇိန်းတယောက်ဝင်လာပြီးလင်တမနာကြီးနဲ့တီတိုးတိုင်မင်းကြီးအပြုတွင်ကျွန်ုပ်ကိုလှမ်း၍ကြည့်ကတမနာကြီးအားတီတိုးပြောလိုက်ရာတမနာကြီးကကျွန်ုပ်ကြားလောက်အောင်အသေးကျဲစွာဖြင့်ကိစ္စမရှိပါဘူးသူ့ဘာသာသူအကြီးကားရင်းနေတာပါဟုဆိုလိုက်လေသည်သူနှင့်နှစ်ယောက်ထဲတခန်းထဲတွင် ထိုင်နေရသည်မှာကျွန်ုပ်ဖို့ကျင်းနေပွဲကောင်းလာသည့်ထူးခြားသောကိုတွေ့ကိစ္စတည်းဖြစ်လေသည် သူ့လောက်တွင် သူစိတ်ဝင်စားနေသည့်ဖြစ် ကျွန်တော်တူနိနေရှိမှမသိတော့ပဲနေသည့်ခိုင်တွင်ကျွန်တော်ဒီသူ့မျက်နှာကိုတည်တည်ချာချာကြည့်ရှုလေ့လာခဲ့ပါသည်သူ့မျက်နှာလောက်တနာစရာကောင်းသည့်မျက်နှာမျိုးကို မကြုံတွေ့ဘူးကြည်တခါတည်းကျွန်တော်မှသူ့မျက်နှာကို ကြည့်ပြီးလျင်မျက်ရည်ရွှဲလာပါတော့သည်ပြီးတော်စုဝကြုံလေးရောက်ပူပေါင်းတိုက်ခိုက်သောထင်းရှူတော်တိုက်ပွဲအစပထမရတတပတ်အတွင်းတွင်တမနာကြီးမှညာလောင်းပေါ်မိတ်ဖဲနေသည့်ကညာလေသည်ဟုအကြီးဆရာကြီးကပင်တာက င်ဖီရောမှာ6လကြာနေရှိသူမတန်တွင်ရေးသားထားလေသည်အကြီးကားကြီးပြစ်စီသွားပြည်သည့်နောက်ကပင်တာကသမနာကြီးအားနှုတ်ဆက်၍တော်လေသည် သူသည်သမနာကြီးကိုစစ်ထဏာရုံးချစ်ရှိတမန်လင်းဘော်တွင်ထိုင်ရင်းကပြားကလေးတစ်ခုပေါ်၌ဒီလူအမှုကိုစစ်စစ်လိုက်ပါဟုရေး၍ပြီးနေကြောင်းတွေ့ရှိရလေသည်အနည်းတွင်ချက်တန်းသွားသောလမ်းတော်လမ်းနာတို့ကလမ်းတမန်လင်းဘော်တွင်ထိုင်နေသောသမနာကြီးကိုကြည့်၍ကျုံသွားကြလေသည် သူလည်း ျွန်တော်ရောက်လာတဲ့ပြင်ခံရမထကကပြားကလေးကိုအနည်းရှိလူတယောက်အားနှမ်းပြလိုက်ပြီလေကျွန်တော်ပတ်သက်လို့ရေကပင်နာကျောက်ခညာပကြီးကားကိုခညာမပြန်ခင်တစ်ခေါက်တော့တွားကြည့်အောင်မယ်ဟုဆိုကကျွန်တော်နဲ့အတူအရှိခမ်းမကြီးတို့တား၍ပကြီးကားကြီးရှိတွင်ထိုင်လျက်ကြည်ရင်ဒီကားဟာအင်မတန်ကောင်းပါလေဘသူပဲရေရေဒီထက်တော့ပိုကောင်းနိုင်မယ်မထင်ဘူးဟုပြောလေသည်ကျွန်တော်ကအင်တော်တွင်၆လခန့်နေထိုင်ခဲ့ရသည့်အတွက်ကျေးဇူးတင်ကြောင်းပြောရသမနာကြီးက ကျွန်တော်ဤစကားကိုငေးဆ၍နားထောင်ပြီနော် ကပ်ပဲနာအခုခညာအလို့ပြီးသွားလို့ခညာဝမ်းသာတယ်လို့ပဲကျုပ်လည်းဝမ်းသာပါတယ်ဗျာဟုဂျီနီတော်လိတန်ဖြင့်ပြန်ပြောလိုက်လေသည်ကျွန်တော်လည်းထိုစကားကိုယနေ့ထက်တိုင် ကြားရောင်ရောင်ဖြစ်နေပါသေးသည်ကဲ၍သာအစူရတို့ကတိုင်းသူပြည်သားများအားစစ်ပွဲများထပ်ပုံကိုရရွေပြနိုင်လေစစ်တိုက်ခြင်းတို့တယောက်မှရှိနေမောကနဦး၌ပြည်တော်စုအစိုးရကဒဏ်ရာရသူတို့အားကျွန်းစုဆောက်ရှောက်ရန် အစီအစဉ်မပြုလုပ်ကြခြင်းတိုက်ပွဲများပြည်တည်အခါစစ်မြေကြီးမှဒဏ်ရာရလာသောစစ်သားများမှာဒီသူကားမှမဆောင်လျှောက်သဖြင့်နှစ်ရက်သုံးရက်မြတ်အစာမစားရဘဲလဲနေကြလေသည်နောက်မှလက်ကျန်းကြီးများပေါ်သို့အစုလိုက်ပုံလိုက်တင်ပြီးလျင်ဝါရှင်တန်မြို့တော်သို့တည်ယူတော့ကြလေသည် အစိုးရမှတ်ပုံတင် ရုံးစေးမှကလေးတယောက်သည်အစားအစာများပတိညာဆူဆောင်း၍စစ်မြေကြီးသို့ရောက်အောင်အင်းမဲစင်းရဲခံကသွား၍ဒဏ်ရာနှင့်လဲနေသောစစ်တီတော်များအား လို့စီဖို့လုတ်ကလေးများဖြင့်နှင်းချူပူပူနွေ့နွေ့ကော်ဖီပူပူနွေ့နွေ့တို့ကိုထည့်ပါလိုက်ကြွေးပြုစုလေသည်စင်မြေပြင်၌ရှိသောသူနာပြုဆရာဝန်တို့အားလည်းသူ၌ပါလာသောပတိညာကိုပြီးလေသည်ထို့အမျိုးသမီးကလေး၏အမည်မှာကလာလာပါတင်ဖြစ်သည်ကလာလာသည်စင်မင်းကြီးထံမှစင်မြေပြင်သို့သွားလာခွင့်လက်မှတ်တစ်စောင်နှင့်လာချောက်ကောင်ဆွဲသောစစ်လက်ကြမ်းကြီးတစ်ခုရထားသည့်ဖြင့်တွေ့နိုင်သည်မျှစားရိတ်ရိတ်ခါနှင့်ပတိတို့ကိုယူ၍စစ်မျက်နှာတစ်ခုမှတစ်ခုသို့ကူးလူးသွားလာကား တယ်။ရန်ရသောစစ်သားများကိုပြုစုကျူးမွေလေသည်။သူသည်မင်းကလေးဖြစ်တော်လဲကျန်းနန်းသောစစ်သားများကြားတွင်နေထိုင်တော်လာဝင်ပေသည်။သူဖခင်မှာလွတ်လပ်ရေးတိုက်ပွဲ၌ဝင်ရောက်တိုက်ခတ်ခဲ့သောစစ်သားတို့ဖြစ်လေသည်။ယင်းတို့သူနာတွေ့လုပ်ငန်းကိုဆောင်ရွက်ရာတွင် လင်ကွန်း၏ခွင့်ပြုချက်အရပျောက်ဆုံးနေသောစစ်သားများကိုခြောက်ဖွေတိဌာနကိုလည်းဦးစီးရလေသည်။ကာလာလာ၏လုံလောက်ကြကြာဆုံးသောပြည်ထောင်စုတပ်သားများ၏တင်ကြိမ်ပေါင်း1300ကိုမိဘဆွေမျိုးများတို့အား လိုက်လံ၍ပြတ်နိုင်ကလေးသည်ကလာလာ၏ဘီယူနာဝန်ထမ်းလုပ်ငန်းမှာလူတိုင်းတာထုခေါ်ကြံစရာဖြစ်၍ပြည်တော်သူတဝန်းလုံးကသူ့အားချစ်ခင်တင်ညိုကြလေသည်ယခုတက်တိုင်းတက်ချင်နေသူနာပြုတများကကလာဖတင်အားမတ်တရကြီးညိုလေးစားလျက်ပင်ရှိကြပေသည်